မင်္ဂလာပါဒီကနေ့3ရက်6လ2025ခုနှစ်ပေါ့နော်ကျောဒီဘက်ရက်ွက်မှာတော့ပျော်နေပါတယ်ကိုဘက်ရက်ွက်မှာတော့မပျော်တတ်ဘူးပေါ့ဗျာဘာကြောင့်လဲဆိုတော့သဘိုးအင်းကိုဒီကနေ့မွန်လွဲပိုင်း2နာရီအချိန်မှာပေါ့နော်စစ်တပ်ကနေပြီးမှဖမ်းဆီးထိမ့်သိမ်းသွားတယ်ဆိုတဲ့သတင်းကိုရရှိထားပါတယ်ဘာကြောင့်ဖမ်းဆီးထိမ့်သိမ်းသွားရလဲဆိုလို့ကျွန်တော်ဒီသဘိုးအင်းကိုဆွဲဆိုထားတဲ့အမှုတွေကလည်းအများကြီးပြဘာတွေလဲဆိုတော့ဒီ main online နဲ့ စစ်ရာရှိများကိုဆဲထားတဲ့အမှုတွေရဲ့နောက်ပြီးတော့တင့်မောက်ကိုကူးတဲ့လုပ်ငန်းတွေရဲ့နောက်ပြီးတော့လက်လက်မောက်ကိုရောင်းတဲ့အမှုနောက်ပြီးတော့လိုင်စင်မဲ့ကားတွေကိုလည်းတရားမဝင်ရောင်းချတဲ့အမှုဆိုပြီးတော့မှအမှုပေါင်းများစွာနဲ့ပေါ့နော်ဒီသဘောင်းကိုတရားဆက်ဆိုတာတာ ဖြစ်ပါတယ်ကျော်ဒီမဘာတပကလည်းကျော်ဒီမိုးမိုးခိုင်ကလည်းအကျော်ဒီသဘောင်းကိုတရားဆက်ဆိုတာတာလေးလည်းအများကြီးရှိပါတယ်ကျော်ဒီပြန်လွတ်လာနိုင်မလားဆိုတော့လည်းကျွန်တော်အတိအကျပြောလို့မရပါဘူးပေါ့နော် ဒီကြောဒီအဲဝန်ခံကတိတွေထိုးခိုင်းပြီးတော့ကြော်ဆိုးဥလိုများပြန်လွတ်လိုက်မလားပေါ့ဗျာဒါဒီကလည်းကျွန်တော်စဉ်းစားကြရမယ်ပေါ့နော်ကြော်ဒီကြော်ဆိုးဥကိုဖန်တုံးကလည်းဖန်သွားတယ်ပြန်ထွက်လာပြီးတော့လော်ဘီတက်တက်ပဲဒီကောင်လုပ်နေတော့ပဲပေါ့နော်ဟုတ်ဟုတ်မဟုတ်ဟုတ်စစ်တပ်ကထောက်ခံတဲ့ဗီဒီယိုတွေပဲတတ်လာတော့တယ်ဗျာအခုတကယ်လို့သာကျွန်တော်ဒီဇော်ဟိုဟိုင်းကစစ်တပ်ကနေပြမှာအခုလူခံဝင်ကတိတွေထိုးခိုင်းမယ် အထင်းကျအပြန်လွတ်လိုက်လို့ပေါ့ဗျာလွတ်လိုက်ပြီးရင်တော့မကောင်းတာတစ်ခုပေါ့ဖြစ်လာမှာအောက်ချိန်မှာဖြစ်ပျက်နေတဲ့အပြဿနာတွေကိုသဘောရင်းပြပြရဲမှာလည်းမဟုတ်တော့ဘူးပေါ့နော်တကယ်လို့ပြန်လွတ်လာခဲ့မယ်ဆိုရင်ပေါ့ဗျာလွတ်လာနိုင်စရာအကြောင်းကရှိလားဆိုတော့လေမချိလောက်ဘူးလို့အဲပြောနေကြတာတွေလည်းရှိပါတယ်။ဘာကြောင့်မချိလောက်လာလဲဆိုတော့ဒီဇဘွေးကိုဆွဲဆူထားတဲ့အမှုတွေကလည်းများတာကိုအခု၆လပိုင်း၁ရက်နေ့မှာထုတ်ပြန်ထားတယ်မင်းအောင်လာရဲ့လိုင်စင်မဲ့ ဆိုင်ကယ်တွေကားတွေဖမ်းမယ်ဆိုတဲ့သတင်းကလည်းအဲကျွန်တော်ဒီသတင်းတွေလည်းထုတ်ပြန်လာတာရှိတာကိုဟုတ်တယ်မလားဒါကြောင့်စပိုးင်းကပြန်လွတ်လာနိုင်ဖို့ရာခိုင်နှုန်းကတော့90ရာခိုင်နှုန်းလောက်ပဲရှိပါတယ်တကယ်လို့လွတ်လာခဲ့မယ်ဆိုရင်တော့လေဒါမကောင်းဘူးပေါ့ဗျာဘာလို့မကောင်းတာလဲဆိုတော့သူအရင်လိုအမှန်တရားတွေကိုပြောရမှာမဟုတ်တော့ဘူးဘာကြောင့်လဲဆိုတော့အဲကြော့ဆိုးဖို့ပဲနမူနာကြည့်လိုက်ပါ ျော်စိုးကိုဖမ်းသွားပြီးတဲ့နောက်ပိုင်းမှာဆိုလို့ချင်းကျော်စိုးကိုပြန်လွတ်ပေးလိုက်တယ်လွတ်ပေးပြီးတဲ့နောက်ပိုင်းမှာကျော်စိုးတည်င်းလေးကိုတင်ဆက်လာတာဆိုလို့ချင်းမဟုတ်မမှန်တဲ့တည်င်းလေးစစ်တပ်ဘက်ကနေပြောမှာမှားမှားမှန်မှန်ယက်တီလာခဲ့တဲ့တည်င်းလေးကြီးပဲတက်လာတော့တယ်ဗျာဟုတ်တယ်မလားဒါကြောင့်ဒီစပွဲကိုဖမ်းသွားတာကတော့ယာယီဖမ်းဆီးသွားတာလားဒါမှမဟုတ်ဒီပုံမှန်နေလေကျော်ဒီတရားဆွဲဆိုမှုတွေနဲ့ထောင်တန်း ဘယ်နှစ်နှစ်ကြာတဲ့မယ်ဆိုတဲ့သတင်းတော့အတိအကျမတက်လာသေးဘူးပေါ့နော်။ကျော်ဒီသတင်းတွေကတော့ဒီကျွန်တော်ပြောတဲ့အတိုင်းပဲလန်နမ်မောင်ကိုရောင်းနေမှုတွေရဲ့မရောက်လာရဲ့ဖိပိတ်ဖြစ်တဲ့ကျော်ဒီအခုအခုလက်ထလောလေးကမှတရက်နေ့ကမှထုတ်ပြန်လိုက်တဲ့လိုင်စင်မဲ့ကားရောင်းဝယ်ဖောက်ကားမှုလိုင်စင်မဲ့ဆိုင်ကယ်တွေစီးနင်းမှုကားတွေစီးနင်းမှုဆိုပြီးမှဒါတွေကိုဖမ်းမယ်ဆိုပြီးမှတရားဝင်ကြေညာထားတယ်ပေါ့ဗျာနောက်ပြီးတော့တစ်မှောက်ကိုရောင်းဝယ်လုပ်တဲ့အမှုတွေဆိုပြီးမှ အမှုကောင်းများစွာနဲ့တရားဆွတ်ဆိုလာတာဖြစ်တယ်။ဒါကြောင့်လွတ်လာနိုင်ခြင်းကတော့အင်မတန်မှကိုနည်းပါတယ်။ကျော်လို့ဒီဘက်ကရက်ကွက်ကလူတွေကတော့ပျော်နေမှာတေးကြပါတယ်။ဟိုဘက်ကဘောမရက်ကွက်ကလူတွေကကျတော့အဲပျော်မယ်ပျော်နေမယ်လို့တော့ကျွန်တော်မထင်ပါဘူးခင်ဗျာ။ကဲဒီတည်လေးကတော့တိတိကျကျကိုဒီကနေ့ထွက်ဆိုဒီကနေ့ထုတ်ပြန်လိုက်တာဖြစ်တယ်ပေါ့ဗျာ။ကျော်ဒီပြင်ဦးလေးနေမှာတဲ့ကျော်ဒီ နေ့လယ်2နာရီဝင်းကျင်တော့ကသဘောရင်းကိုလာရောက်ပြီးတော့စစ်တပ်ကဖမ်းဆီးထိန်းသိမ်းသွားတယ်ဆိုပြောမှာတည်င်းတွေကပြလူပြန်းနေတယ်ပေါ့ဗျာဒါလည်းအမှန်တရားတွေအများကြီးပြောလာတော့ပေါ့ဗျာနောက်ပြီးတော့ဒီအဲထွေအုပ်ဒီအဲပေါက်ကရပေါ့နော်ကျော်ဒီအဲဂိတ်တွေမှာဆိုလို့ချင်းအတင်းအကျန်းဖမ်းဆီးတာတွေပတ်စံတွေတောင်းတာတွေနောက်ပြီးတော့ကျော်ဒီဘာလဲဘယ်လိုပြောမလဲပေါ့ဒီစစ်တပ်ကနေပြောမှာအဲအတင်းအားမှာ ကျော်ဖန်းစည်းနေတဲ့လူတွေဓာတ်တွေကိုဇဘောကြီးကအခုနောက်ပိုင်းမှာဆိုလို့ချင်း အမှန်တရားတွေကိုအများကြီးချပြလာတာကိုတွေ့ရတယ်ပေါ့ဗျာသူကိုယ်တိုင်ကလည်းလာဖမ်းကြည့်ပြုံဒီမှာလာဖမ်းလို့ပြောထားတဲ့အတွက်ကြောင့်မလို့မင်းအောင်လည်းကတော့ဇဘောကြီးကိုဖန်းစည်းထိမ့်သိမ်းသွားပြီဆိုတဲ့တဲ့နေ့ကိုကျွန်တော်ဒီကနေ့အမျိုးတွေတည်အောင်လာပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်နောက်ဆုံးမှာကျောင်းအဲဒီပောက်ကိုလို့ပြောထားတဲ့တဲ့နေ့လေးကိုရှက်ပြန်ကြည့်လိုက်ရအောင်နော် ဖခါရပို့လာပြန်။ဟုတ်ကဲ့ဖခါရ။ကျွန်တော်ပြ။ OK ။ဆောက်နေ။ကျော်ထားတာဖြစ်ပါလား။စစ်စစ်မြန်မြန်ခံရပေါ့။ဘာလို့လဲဆိုတော့ဘာကြောင့်အဲ့လိုတော့ကြားနေရလဲ။ကျွန်တော်ပြ။အဲ့နဲ့ဘာဆိုတော့ဘူတန်ကောင်းဖြစ်ပြောမှာ။ကျွန်တော်ပြ။စစ်တပ်ကဖန်နေစစ်တပ်ကဖန်နေစစ်တပ်ကဘာလို့လဲဆိုတော့တစ်ခါကမြင်အောင်လိုက်လို့ရှိရင်တော့ဥပဒေမှာတော့ဘာလို့လဲဆိုတော့ကျွန်တော်ကောင်းနေတယ်။ဘာလို့လဲဆိုတော့ဘူတန်ကောင်းနေတာပေါ့။ အပြင်မှာဆိုရင်ဒီစီရက်ကဖမ်းသွားရင်ခေါင်းဆက်ခံရမယ်တက်ခံရမယ်စစ်တပ်ကဖမ်းသွားရင်ဆောင်ကြောင်းရလို့ဘာမှမရှိဘူးတမမဟုတ်လားတမပြအဲ့တော့အစိုးရကအကောင့်တစ်ခုပဲပြောရမှာဒါတတိတော့လည်းရေရက်ချေဟာတုံးတတ်ပါတယ်ဒီကဘာလဲလဲဆဲဆူမိတာလေးတွေများလာဒီလိုဆိုကြတော့ဒီဒီတူကြီးကိုတုံးတတ်တာဟုတ်တမပြအဲ့တော့ဘာဆိုတော့စိတ်ကောင်းစိတ်မကောင်းရင်ကလွဲလို့ပေါ့ဒါနဲ့ကိုယ်ကိုယ်ကိုင်းရအစိုးရက ွားပေါ့အစိုးရကအကောင့်မဲ့တွေ့မှခံကောင်းနေကြွားပါတမစစ်တပ်ကဖမ်းရင်စစ်တပ်ကခေါင်းမဲ့ချပါတမပီဒီအက်ကဖမ်းရင်ရဲဆက်ဆက်တမ်းရဲဆက်ဆက်လို့တော့ပီဒီအက်အန်ဒီကတော့ပြေးဝေးပါတာပေါ့တမမဟုတ်လားတမတဲ့သူတွေတပြည့်တော်ကိုတိုင်းနဲ့တူတူသူတို့မှတဲ့ဦးတို့တော်တော်များများရှိရဲ့လက်ဟောက်ဝိုင်းရထောက်ခိုင်လို့တော်မျိုးမင်းတို့အများကြီးရှိရဲ့ဟိုအောင်တော်လေးတို့ဟိုအောင်မင်းတို့အများကြီးအများကြီးပါပဲ နာတော့ဒါမှစပိုင်တာစုလို့တော်မှုတော့အများကြီးရှိတယ်လူတွေဆိုလို့ရှိရင်အပြင်သွားရင်မလုံဘူးလေဒီမှာ PD ရဲ့ ID ရကြောက်ပါအဲ့တော့ကိုကိုတော်ဘုန်းရတာဌာနမှာတော့တကယ်လို့ဆောင်းနဲ့ရောက်ခဲ့လေဌာနမှာတော့ဦးစင်းနဲ့နေခဲ့တယ်မြို့လည်းနေခဲ့တာမဟုတ်လားဒီမှာပြောဌာနမှာတော့ ECC ဆောင်းလေးထားလိုက်ဟုတ်လားဒီမှာအဲ့ဆံပြုံလေးကြားလိုက်ဆောင်းမနာပုံမှန်လာလို့ရှိရင်ကောင်းကောင်းဝင်ထားလို့ရတဲ့နေသားလို့ဒီမှာပြော ECC ဌာနမှာတော့အစီအစဉ်ကျမကြီး အသက်ရှိပူပြီးမှအသက်ရှိသွားတာပေါ့တမပါဗျအသက်ရှိကြောင့်နီလန်ကောင်းနေခေါင်းထဲမှာလုတ်တော့တမပါဗျဒါလည်းမတိကြသေးပါဘူးခေါ်ယူစစ်စစ်မင်းများနဲ့အစ်စ်နဲ့ရှိသေးတယ်ပြီးတော့ကြာလာတမပါပုံမှန်လေးပါပုံမှန်လေးပုံမှန်လေးမဆုံးချင်ရတော့ဒီလိုလိုရေးဆုံးသွားတယ်ဟုတ်လားတမပါအဲ့ဒါလည်းဟုတ်တယ်ဟုတ်တယ်ဦးဇင်းနော်တမပါဦးစစ်စစ်မင်းများလာတာဒီလိုလိုဟာအစ်စ်ကြာပါပါပဲတမပါလည်းတမပါ